ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဒေါ်သီရီပါဟုတ်ပြီအသက်က90ပါဆရာကြီးဟုတ်ပြီမွန်ပြည်နယ်ကပါဆက်ချုပ်ပါတယ်ဆရာကြီးအထိုင်များကြတယ်နော်ဟုတ်ကဲ့ဆရာကြီးဆရာဝန်ကပြောပါတယ်တဲ့တအိမ်မှာအလုံးရှိတယ်တဲ့ဟုတ်ပြီရှိတဲ့အလုံးကကြီးတယ်လို့ပြောပါတယ်ရှင်တဲ့ဟုတ်ပြီသွေးအားနည်းလို့လဲတဲ့သွေးသွင်းထားရပါတယ်တဲ့ ဟုတ်ပြီခြိဖမိုးတွေတဲ့ဖောင်းလာပါတယ်တဲ့ဟုတ်ပြီခြိသလုံးနာတယ်ဒူးနာပါတယ်တဲ့ဟုတ်ပြီသာအိမ်အလုံးသေးသွားအောင်ပျောက်သွားအောင်နဲ့ဆောင်းရံရှောင်းရံလေးတွေပြောပြပေးပါဆရာကြီးရှင်ဟုတ်ပြီအဲ့ဒါတော့ရောင်နာတို့ကြီးတာတို့မှန်သမျှလေဟုတ်ကဲ့ဆရာကြီးစောတာပါတဲ့အစာတွေကြောင့်တမီးဟုတ်ကဲ့ဆရာကြီးဥမာမနေ့စောစောအီကြကွေးတို့စမူစာတို့ဘုရားကျော်တို့နော်ဟုတ်ကဲ့ဆရာကြီးဒါစားစားလေးရှိကြတယ်လေဟုတ်ကဲ့အဲ့ဒါပါတယ် နောက်တစ်ခါပေးဖြုတ်ဟုတ်ကဲ့ဆရာကြီးနံပြားဟုတ်ကဲ့ဆရာကြီးဒါပါရတာเนาะဟုတ်ကဲ့နောက်ကလေးကြီးစားတဲ့ခစ်ပေါ်ဖြော်ရည်အာလူချော်အဲ့လိုဆော်တာပါတဲ့အစာမှန်တယ်ရက်လိုက်ပါသည်ဟုတ်ကဲ့ဆရာကြီးစားခြင်းရင်ပေးထဲမှာစားခြင်းပေးကြီးပါတဲ့လေအဲ့အထူးဟုတ်ကဲ့ဆရာကြီးပေးကြီးပါကိုပြုတ်လိုက်ကိုယ့်မှာကိုပြုတ်လိုက်ဟုတ်ကဲ့ဆရာပြုတ်ပြီးတော့ကျက်သွညီလေးကိုနှုတ်လို့လေးတီဟုတ်ကဲ့ဆရာဒီကျက်သွညီလေးလှုပ်နှုတ်လို့တီပြီးတော့စားလေးကိုလှော်လိုက်စားလေးလှော် ုတ်ကဲ့ဆရာအဲ့ပေးကိရိဘပြုတ်ခဲ့ကျက်သွနီလေးရယ်စားလို့ရမယ်နေစားရယ်ဒီယောဂအတွက်ချက်ချင်းကိုတက်တာသွားနိုင်တယ်အော်ဟုတ်ကဲ့ဆရာအစာလဲစီးစီးလဲစားဟုတ်တယ်မြင်နော်ဟုတ်ကဲ့ဆရာနောက်လိမ့်တဲ့အခါလည်းပဲနှစ်မျိုးလိမ့်ပါနေဥတနခါလိမ့်ပါဟုတ်ကဲ့ဆရာညကြဲကရမဲလိမ့်ပါဟုတ်ကဲ့ဆရာနေဥတနခါညကရမဲဟုတ်ကဲ့အဲ့မှာဖြစ်နိုင်ရင်တော့အတုံးကိုသူ့တဘာဝအတုံးလက်နဲ့သွေးလေတာကောင်းတယ်နော်ဟုတ်ကဲ့ဆရာဆက်သွေးတွေကြတော့ အခြားဓာတုပစ္စည်းတို့ဥမာရွှွန်တို့ဘာလို့စသည်ဖြင့်ရောရောနှောတာတွေပါတတ်တယ်လေဟုတ်ကဲ့ဆရာတော့ဆေးဘက်ဝင်အောင်ဆိုရင်တော့သူတဘာဝအတိုင်းဟိုလက်ဆက်တာပေါ့နော်တွေးတွေးလိမ့်မှာလက်ဆက်တာလဲမှမာတယ်လက်ဆက်တာတဲ့တတ်မှုပူရေးကြပါဟုတ်ကဲ့ပါဆရာကြီးဟုတ်ကဲ့ပါအဲအစားအသောက်အနေနဲ့ကတော့ဆရာကြီးအစားအသောက်ကတော့ခုနကဆော်လာပါတဲ့အစားအသောက်ပေါ့နော်ဒီကိတဲ့မှာအထူးရှောင်းအောင်ပါတော့ကြော်ဖတ်ဆက်ပဲလေဟုတ်ကဲ့ဆရာကြီး ယောဂရကြတဲ့သူတွေကိုကြည့်လို့ရှိရင်ကြောဖန်ဆတ်စားတဲ့လူတွေကြီးပဲဟုတ်ကဲ့ဆရာကြီးအဲကြောဖန်ဆတ်မစားတဲ့လူဆိုရင်ယောဂတက်တာသွားတာပါပဲဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်ပေးရရှင်းကြပါစေဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဥအောင်တီဟကျော် ဦးအောင်ဒီဟာကျော်ဟုတ်ဟုတ်ကဲ့အသက်40ပါဆရာကြီးဟုတ်ပြီ online online မှာ online နဲ့စာသင်တဲ့ဆရာပေါ့နော်ဟုတ်ဆရာဟုတ်ပြီကောင်းပါလေဟုတ်ကဲ့နေပြီးတော့ပါဟုတ်ပြီဆရာကြီးခင်ဗျားရဲခန္ဓာကိုယ်တချမ်းနဲ့ချွေးထွက်နေလို့ပါခင်ဗျားရဲဟုတ်ပြီစိုးကျိုးကိုသိကျင်ပါတယ်တဲ့ဆောင်ရန်ရှောင်ရန်လည်းသိကျင်ပါတယ်ခင်ဗျားဟုတ်ပြီခန္ဓာကိုယ်တချမ်းနဲ့ချွေးထွက်တယ်ဆိုတော့ဘယ်နဲ့ညာနှစ်ဖက်ရှိကြပါဘောနော်ဟုတ်ကဲ့ဆရာကြီးဒါတိုင်းရင်းစေးပညာရဲ့ဩဝါဒတစ်ခုပေါ့ ဟုတ်ကဲ့အမျိုးသမီးပဲအမျိုးသားညာဟုတ်ကဲ့ဆရာရှင်တခြားနဲ့ထွက်တဲ့ခါမှာအမျိုးသားညာချမ်းထွက်လို့ဘာအန္တရာယ်မရှိဘူးဟုတ်ကဲ့ဆရာရှင်ရေဘူးကရေဘူးကနော်ဟုတ်ကဲ့ဘေချမ်းအိုက်တိတ်ထွက်နေဆိုတာမကောင်းဘူးဟာဟုတ်ကဲ့မကောင်းဆိုပို့ဘာဘာလေးပြောလို့ရှင်ဒါလေထိသွားနိုင်တယ်လေပြတ်သွားနိုင်တယ်ဟုတ်ကဲ့ပါဆရာလေမပြတ်ဘူးဆိုလေပြတ်သွားနိုင်တယ်ဟုတ်ကဲ့ပါဆရာနော်ဖြတ်တဲ့ဆိုတာမလုံနိုင်တော့ပေါ့ဟုတ်ကဲ့လေပြတ်လို့ပြတ်ရုံပြတ်ထားတော့လက်လေးတွေကျင်တယ်အင်းကြီးကျဲကြည့်ရလို့မကောင်းဘူး နော်ထုံသွားတာ7ဖီလို့မကောင်းဘူးပစိုးစီးလို့မကောင်းဘူးအားနေသွားတာပေါ့တမီးလေဟုတ်ဟုတ်လေအားနေသွားတာပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါအတွက်ကတော့အကြုံမှန်သမျှအကုန်ရက်လိုက်ရင်တက်တာသွားပါဦးမယ်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်ပြရရှင်ကြပါစီဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါတမီးအခုမေခွန်းရှင်ကဥမောင်ကြီးပါဥမောင်ဥမောင်ကြီး ဟုတ်ပြီအသက်က69နှစ်ပါဆရာကြီး90ဆိုတော့ဟုတ်ကဲ့ဆရာကြီးတောင်ငူမြို့ညောင်ပင်သာရွာပါတဲ့တောင်တောင်ငူဟုတ်ပြီတောင်ငူသိပြီလျမြမလေးပဲဟုတ်ကဲ့ပါဆရာကြီးဟုတ်ပြီကျွန်တော်တဲ့အသက်58နှစ်မှာတဲ့ဦးကြွေတဲ့၃ချိန်ခွဲစိတ်ခဲ့ဘူးပါတဲ့ဟော၃အားတော့ခွဲပြီနော်ဟုတ်ကဲ့ဆရာကြီးအသက်65နှစ်မှာတဲ့ကြောက်ကက်မှာတဲ့ကြောက်တီးပြီးတော့တဲ့နေပြီးတော့မှာတဲ့ဆေးရုံမှာခွဲစိတ်ကုသခဲ့ရပါတယ်တဲ့ ကျောက်ကလည်းခွဲပြီးပြီ65နှစ်ကကျောက်ကလည်းခွဲပြီးပြီဟုတ်ပြီဟုတ်ကဲ့အဲ့ဒီအချိန်ကစပြီးတဲ့ဝမ်းချုပ်ခဲ့ပါတယ်အဲ့ဒါတော့ဝမ်းချုပ်တာအကြောင်းနှုတ်ခွရှိပါပေါ့သူမြေနော်ဟုတ်ကဲ့ဆရာကြီးဝမ်းချုပ်စီတတ်တဲ့အစာတွေစားကြတာကိုဟုတ်ကဲ့ဆရာကြီးလက်လေးကြည့်လိုက်ဥမာမနေ့တကယ်ချင်းပေါင်းတဲ့ဆွေသွားလိုက်လက်ဖိတ်ဆိုင်ရောက်လိုက်ဤကြွေးစမှုစားစားလိုက်ဘရာကျော်လေးတွေ့စားလိုက်ခလေးစားတဲ့ငမိုးကျော်အာလူကျော်လေးစားလိုက်အိမ်ကျတဲ့ အသေးလေးကြည့်တာ၅ကြော်ကြက်ကြော်လေးစားလိုက်အဲ့လိုအကြော်လေးပေါ့ဟုတ်ကဲ့ဆရာကြီးတော့ပြောလို့ဒါကတော့အစာတွေထဲမှာကြော်တာမှန်သမျှကိုအကုန်ရက်ကြည့်လိုက်ရင်ဟုတ်ကဲ့ဆရာကြီးမေခွန်းရှင်ရဲ့ရောကတဝက်သက်သားပါမှာဟုတ်ကဲ့ဆရာကြီးဘာစားမှာလို့မေးရင်ပြုတ်ထားတာဟုတ်ကဲ့ဆရာကြီးပေါင်းထားတာဟုတ်ကဲ့ဆရာကြီးနှက်ထားတာဟုတ်ကဲ့ဆရာကြီးချင်းကြီးဟုတ်ကဲ့ဆရာကြီးအင်းကျူအတုတ်ဟုတ်ကဲ့ဆရာကြီးအဲ့လိုအစာမျိုးပြောင်းစားလိုက်ရင်အဲ့ဒီအစာစားတာတွေကိုရောကသုံးပုံပုံရင် နှစ်ပုံလောက်ပြောက်သွားမှာပါဟုတ်ကဲ့ပါဆရာကြီးခင်ဗျားတဲ့ဝမ်းသားရံအတွက်တဲ့ပွေးကိုင်းအရွယ်ပွေးကိုင်းရွယ်အမုံကိုတဲ့တောက်ခဲ့ရတဲ့ဆယ်လာနီးပါးခန့်သွားပြီတဲ့ယခုတော့မသွားတော့ပါတဲ့ဝမ်းချူသီးသုံးတော်လဲတဲ့မသွားပါတဲ့ဆရာထုတ်တော်ဆရာထုံသွားတဲ့သဘောပါသမီးဟုတ်ကဲ့ဆရာကြီးအခုတော့တော့လေဟုတ်ကဲ့ဆရာကြီးအခုဒီဘိုင်းဆိုဆရာအကြံပေးတာလေဟုတ်ကဲ့ဆရာကြီးမကြီးဖြော်ရည်လေးတော့ဟုတ်ကဲ့ဆရာကြီးဒိန်ကျင်တော့ဟုတ်ကဲ့ဆရာကြီးနောက် မနေ့မိုးလင်းလာရင်လေဟုတ်ကဲ့ဆရာကြီးရေတံဘူးပေါ့ရေတံဘူးဟုတ်ကဲ့ဆရာကြီးရေတံဘူးနဲ့အခုခေတ်ရေတံလည်းသိပ်ကောင်းတယ်လေဟုတ်ကဲ့ဆရာကြီးဒါလူတွေအတွက်လူအလိုနမ်းလိုက်ပဲလူအလိုလူလိုက်နေသလားဟုတ်ကဲ့ပါအဲရေတန်းတောက်ထားနေကိုကြာပါလေဟုတ်ကဲ့ဆရာဆရာဆိုမနေ့မိုးလင်းလာရင်အရာထားတဲ့တဘူတဘားသွားလိုက်ပြီအဲ့မှာရေတန်းမှုနှစ်ပလင်းတောက်ပလိုက်တယ်ဆရာထိုင်နေနေပတ်ပတ်လေးမှာကျန်းပြီ ဟိုစေးပေးတဲ့နေရာမှာဆိုရင်၃ဘလင်း၃ဘလင်းအခုဆရာတိုက်တဲ့နေရာမှာ၂ဘလင်း၂ဘလင်းဟိုဘုံမှာဟိုဘုံမှာဟိုနောက်မှာဟုတ်ကဲ့ဆရာရင်ဘူဆောင်လာသေးတယ်ဟုတ်ကဲ့ပါဒီနေ့ကိုဖြားမြချင်း၄ဘလင်းနဲ့၅ဘလင်းတော့တယ်ဟုတ်ကဲ့ဆရာရင်အဲ့တော့မျိုးသားတွေတို့ကများသောအားဖြင့်ชีกูอ่ะซีเว้ยตะมี้ဟုတ်ကဲ့ပါဆီပောက်တော့ဘာလို့လဲဆိုပောက်ရတာပေါ့ဟုတ်ကဲ့ဆရာပောက်တဲ့အခါမှာလဲဒါကျမ်းမာရေးရဟိုမလီမစားပြောတာမဟုတ်ပါဘူးမတက်ရက်ပြီးတော့သွားတာအကောင်းဆုံးအမျိုးသားတွေရဟုတ်ကဲ့ပါဆရာ ကုန်ဆင်သွားတာပေါ့ဒီမတည့်ရက်သွားလိုက်တော့เนาะဟုတ်ကဲ့ပါဆရာအဲ့တော့ဘာလို့လဲဆိုဒီရောရောက်လာပြီဆိုလို့ရှိရင်ခုနကသူပြောတဲ့ယောဂရဲ့နောက်ဆက်တွဲမှာစီချိတ်ရောင်နေဆိုတာပေါ်လာလိမ့်မယ်ဟုတ်ကဲ့ပါဆရာစီချိတ်ရောင်တာလည်းအဆင့်၄ဆင့်ရှိတယ်အဆင့်၁နဲ့အဆင့်၂ဆိုရင်စေးတော့တယ်အစားဓာတ်စာပြည့်ပြင်းနဲ့ရမယ်အဆင့်၃တို့၄တို့ကြခွဲကိုခွဲရမှာဟုတ်ကဲ့ပါဆရာအဲ့ဒါကျတော့အဖက်ဖက်ကတာဝန်ကြီးတယ်သမီးဟုတ်ကဲ့ပါဆရာအဖက်ဖက်ကတာဝန်ကြီးတယ်ဆိုတာစေးဦးမှာတွင်းလူနာသွားနေရမှာတို့ ုံကြားစရိတ်တို့ပါလာလိမ့်မယ်လေဟုတ်ကဲ့ပါဆရာအဲ့ဒါတည်းကစင်ကျင်သင့်တာပေါ့နော်ဟုတ်ကဲ့ပါဆရာကျမိုင်းနဲ့ပတ်သက်လို့စင်ကျင်လိုက်လို့မခွဲမစိတ်ဖြစ်တဲ့ပျောက်သွားတာကတော့ဆရာကြီးအကောင်းဆုံးပဲလို့အကြံပေးခြင်းပါတယ်နော်ဟုတ်ကဲ့ပါဆရာကြီး तू ကတော့ဆရာကြီးပြောတဲ့ခုနကရေများများတောက်ဆိုရယ်မကြီးဖြော်ရေဒါလေးတော့ तू မသုံးပါသေးဘူး तू မေးထားတာလေးကတော့ဆရာကြီးရေနောက်ဆုံးနဲ့ तू စားကားတောက်တော့လဲတဲ့အရေများတာသွားပါသည်တဲ့စကားများလို့မကောင်းဘူးဟုတ်စကားကတဲ့ နေ့စဉ်တောက်တင်ပါသလားတဲ့မတောက်တင်ဘူးဟုတ်ကဲ့ပါဆရာကြီးစကားကိုနေ့စဉ်တောက်ပါတဲ့မကြီးဖြော်ရီတောက်တာအန္တရာယ်ကင်းတယ်ဟုတ်ကဲ့ပါဆရာကြီးဒိန်ညိုတောက်တာအန္တရာယ်ကင်းတယ်ဟုတ်ကဲ့ပါဆရာကြီးနောက်အိမ်မှာစားတဲ့အစာအာဟာရတွေမှာအသီးသုံးလေးမျိုးလောက်ကိုရောပြီးချက်တဲ့သီးဆုံးချင်ဟင်းစားစားတာအန္တရာယ်ကင်းတယ်ဟုတ်ကဲ့ပါဆရာကြီးနော်အဲ့လိုစားပြောင်းတော့ပါလို့ဟုတ်ကဲ့ပါစခါတခါတလီတောက်တာတော့အနေမရှိပါဘူးဟုတ်ကဲ့ပါဆရာကြီးအချိုးအစားရှိလားဆရာကြီးဘယ်ဟာလဲစခါတောက်ရင် ဟောအဲ့ဒါတော့အချိုးစားတွေ့လို့ဟာအချိုးစားကိုဒီနေ့တီစပွန်းတစုံတော့တယ်ဆိုတော့ဟုတ်ကဲ့ဆရာကြီးဝင်ရမသွားပို့တော့ချုပ်တယ်ဟုတ်ကဲ့အဲ့ဆိုနောက်တစ်ချိန်ညာပို့တော့မလားလျှော့တော့မလားပို့တော့မှာပါဆရာပို့တော့ပေါ့ဟုတ်ကဲ့ဒီချိန်တော့ဒါတီစပွန်းတစုံတော့တော့ဝင်ရသုံးချိန်တော့သွားနေတယ်လျှော့တော့မှာပေါ့လျှော့တော့မှာဟုတ်ကဲ့ပါဆရာအဲ့ဒါဘရူးမမေးဖို့မေးလို့အဖြေမတွက်နိုင်ဘူးဟုတ်ကဲ့ပါဆရာအဖြေမှန်းပေါ့နော်ဟုတ်ကဲ့ပါဆရာအဖြေမှကိုယ့်ရဲ့ပါဇက်နဲ့ကိုယ့်ရဲ့သွားတဲ့ဝင်းပေါ်မှာ ကိုယ့်ကိုချင့်ချင်ရမှာပဲဟုတ်ကဲ့ပါချင့်ချင်ချင်ချင်ဒုက္ခမိန်နိုင်နိုင်ချင်ချင်ဒုက္ခမိန်ဆိုစကားလုံးဟာဒါစကားလုံးဖြစ်ထားမှာမဟုတ်ဘူးအတုံးချရမှာနော်အတုံးချရမှာဟုတ်ကဲ့အဲ့လိုချင့်ချင်ပတ်ပါစီနိုင်ချင်တတ်ပါစီလို့ပြောချင်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်ပြရရှင်းကြပါစီ